အားလုံးပဲမင်္ဂလာပါခင်ယေရှုခရစ်တော်ဘုရားရဲ့နာမအပြည့်အယောင်ရှိတိုင်းကိုကျေးဇူးနှခုဆက်သက်လိုပါတယ်လောကမှာကြောက်အမျိုးမျိုးရှိပါတယ်တန်ဖိုးရှိတဲ့ကြောက်ရှိသလိုတန်ဖိုးမရှိတဲ့ကြောက်တွေလည်းအများကြီးရှိပါတယ်သင်ဟာဘယ်ကြောက်အမျိုးစားတွေမှာပါတယ်လေဆိုတာကိုဝိညာဉ်ရေးရာအဖြစ်ရှင်ကျင်ခွန်အားယူဖို့ဖြစ်ပါတယ်နှုတ်ကပတ်တော်အတွက်ခဏလောက် ရှစ်တောင်းကြရအောင်။ဂျေဇုမြတ်တော်ရှင်ဖာဖျား Gracious ဂျေဇုရကိုချီးမွမ်းပါရယ်။ပြင်ဆင်ပေးသောအချိန်တိုင်းနဲ့အသက်တာများပြင်ဆင်ပေးသောနှုတ်ကပတ်တို့အတွက်ဂျေဇုချီးမွမ်းတကယ်လို့ရှင်ခြင်းခွန်အားယူမိကျွန်တော်ကျမအယောင်ရှိတိုင်းတွေစိတ်နှလုံးသားဝိညာဉ် Gracious ဖာဖျားဖိတ်သိပ်ပေးတော်မူပါ။ဝိညာဉ်တော်ဖျားဒါသမီးတို့ကိုရှစ်ကားပြောပါ။နည်းနည်းရာထဲကိုဆွဲခေါ်တော်မူပါ။ချိန်တိုင်းနဲ့အသက်တာများအားလုံးကိုဖာဖျားရဲ့လက်ဝါရရှစ်ကအနန္တေခါ အဖိုင်တပိုင်းတော်သားတော်တခင်ရှုခရစ်တော်ဖျားကြီးမြတ်တော်မဟာနာမဝင်ပြည့်လျက်ရိုသေလေးမြတ်စွာဖြင့်ဆွတ်တောင်းဆက်ကပ်အနံ့၍ခြေစွာချီးမွမ်းပါပါအာမင်ဒီနေ့ကျွန်တော်ယူချင်ထားတဲ့နှုတ်ကပတ်တော်ရဲ့ကောင်းရှင်ကငါဟာပါကြောက်လေငါဟာပါကြောက်အမျိုးရှားလေဟုတ်ကျွန်တော်စံစာကိုအခြေပြုပြီးတော့ဖော်ပြလိုပါတယ် တိပေအခန်းကြီးနှစ်အငယ်ရှိဖြစ်ပါတယ်တိပေအခန်းကြီးနှစ်အငယ်ရှိနားမထောင်ပဲနှုတ်ကပတ်တရားတော်ကိုထိမိ၍လဲသောသူတို့သည်ထိမိ၍လဲเสียကြောက်မာယွင်းเสียကြောက်လဲဖြစ်၏ထိုအမှုနှင့်တွေ့စေခြင်းကထိုသူကိုခန့်ထားတော်မူတည်းကျွန်တော်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဘယ်လိုဖော်ပြလဲဆိုတော့နားမထောင်ပဲ နှုတ်ကပတ်တော်ကိုထိမိ၍လဲသောသူတို့သည် ထိမိ၍လဲเสียကြောက်နော်ထိမိ၍လဲเสียကြောက်ဆိုပါကြောက်မျိုးစားလဲဆိုတော့ထိမိ၍လဲเสียကြောက်ဘာလို့ထိမိ၍လဲเสียကြောက် ဖြစ်ရတာလဲနှုတ်ကပတ်တော်ကို နားမထောင်မဲနဲ့အသက်တာကိုအသက်ရှင်တော့အဖြစ်တာ ထိမိ၍လဲเสียကြောင့်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ကျမတို့ယုံကြည်သူတွေရဲ့အသက်တာမှာနှုတ်ကပတ်တော်ရဲ့ပေါ်ပြရာနှုတ်ကပတ်တော်ရဲ့လမ်းညွန်ရာအတိုင်းအသက်မရှင်တဲ့အခါမှာကျွန်တော်ကျမတို့ရဲ့အသက်တာဟာထိမိ၍တိဆောက်เสียအသက်တာမဖြစ်ပဲနဲ့ထိမိ၍လဲเสียကြောင့်ဖြစ်သွားရပါတယ်။ဒါကြောင့်မို့ချစ်သောဓမ္မမိတ်ဆွေများဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ပါ ဘုရားသခင်နှုတ်ကပတ်တော်တိုင်းသက်ရှင်ပါသင်ဟာတန်ဖိုးရှိသောကြောင့်ဖြစ်လာမှာအသေးကြပါပဲဒုတိယတစ်ချက်မာယွင်းเสียကြောက်လည်းဖြစ်တယ်မာယွင်းเสียကြောက်ဘာလို့ဖြစ်ရတာလဲအရင်အမြစ်ကရှကားနာမထောင်ခြင်းကြောင့်ဖြစ်တယ်ဖျားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုနားမထောင်ခြင်းကြောင့ မာယွင်းစရာကြောက်ဖြစ်လာပါတယ်ကျွန်တော်တို့စံစာကို ပြန်ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆင်ကျင်တဲ့အခါမှာစစ်စစ်မြင့်မြင့်ဆင်ကျင်ဖို့လိုပါတယ်ဒီနေ့ယုံကြည်သူမိသားစုဝင်များဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားနဲ့တော့နားထောင်ပါတယ်ဒါပေမဲ့တည်တည်ချာချာ လိုက်လျှောက်အသက်ရှင်ပြီးစစ်စစ်မြင့်မြင့်လှုပ်ဆောင်ဖို့ကအာနယ်လေးရှိပါတယ်။ဒါကြောင့်မလို့မာယွင်းစရာကြောက်ဖြစ်လာရပါတယ်။ကျမ်းစာထဲမှာဣသရေလလူမျိုးရဲ့ရှေ့ဦးဆုံးသောဘုရင်ဖြစ်တဲ့ရှောလူဖခင်ခင်ကသူ့ကို မာလိုက်တယ် စစ်သွားတိုက်တဲ့အခါမှာဘာမှယူမလာနဲ့လို့သူ့ကိုမာလိုက်တဲ့အခါမှာသူနားထောင်ခဲ့ပါတယ်သူနားထောင်ခဲ့ပါတယ်ဒါပေမဲ့လှုပ်ဆောင်ခဲ့လားဆိုတော့ဘုရားသခင်နှုတ်ကပတ်တော်အတိုင်းစစ်စစ်ဆက်ဆက်တည်တည်ကြာကြာမလှုပ်ဆောင်ခဲ့တဲ့အခါမှာမာယွင်းစီတဲ့အရာတွေဖြစ်လာပါတယ် သူ့ဘဝတတမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အတွက်ဘုရားသခင်ကသူ့ကိုစိတ်ဆိုးပြီးတော့သူ့ကိုပယ်ရင်နေရာကနေသူ့ကိုပယ်ချတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ချစ်တော်တမမိတ်ဆွေများထိမိ၍လဲเสียရာကြောက်မဖြစ်ဖို့မာယွင်းစီတော့ကြောက်တယ်မဖြစ်ဘူးကျွန်တော်တို့ဘဝအသက်တာမှာအရေးကြီးဆုံးသော အရင်အမြစ်တစ်ခုကဖရာသခင်ရဲ့နှုတ်ကပတ်တရားတော်ကို နားထောင်ဖို့အရေးကြီးပါတယ်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးထိမိ၍တိဆောက်เสียရာဖြစ်စေသော အသက်တာထိမိ၍ဖရာသခင်ရဲ့ကောင်းမြတ်ခြင်းကို အမှန်တရားသာဝရအသက်ကို လမ်းညွန်ပေးနိုင်သောအသက်တာတန်ဖိုးရှိတဲ့ကြောက်အသီးသည်ဖြစ်ဖို့ရန်အတွက်နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ကခွန်အားပေးလိုပါတယ်။ကြာနာရသောနှုတ်ကပတ်တော်ပေါ်မှာဖခင်ရှင်ဆက်လက်တာ၍ကောင်းချီးပေးပါစေ။အာမင်။